ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာကထိုင်းမှာငလျင်ချောက်ဖြိုချခဲ့တဲ့အဆောက်အုံရဲ့တရုတ်ကုမ္ပဏီအမှုဆောင်ဖန်ဆီးခံရတဲ့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ငလျင်ချောက်ဖြိုချခဲ့တဲ့ဆော်လိုဆဲအထက်မြင့်တိုင်စီမံကိန်းနဲ့ဆက်စပ်တဲ့တရုတ်ကုမ္ပဏီအမှုဆောင်တူဦးကိုထိုင်းအနာပိုင်းတွေကဖန်ဆီးလိုက်တယ်လို့သိရှိရပါတယ်မလာနေစစ်ရှိရတုန်းကအိန္ဒိယမြန်မာနိုင်ငံစကိုင်းတိုင်းကိုပိုဖြူလှုပ်ခတ်သွားခဲ့တဲ့မဂနီချူ7.7ငလျင်ကြီးကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ရဲ့ ဆော့လို့ဆဲအထက်30တိုက်ကြီးတလုံးဖြိုချခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင့်လူ48ဦးသေဆုံးခဲ့ပြီးနောက်ထပ်48ဦးပျောက်ဆုံးနေတယ်လို့သိရှိရပါတယ်။ထိုင်းဆိုရရဲ့တရားရေးဝန်ကြီးတာဝီဆော့စင်ကထိုင်းတရားရုံးတစ်ခုဟာအဆောက်အုံတိဆောက်မှုကိုတာဝန်ယူထားတယ်။တရုတ်ကုမ္ပဏီ China Railway နံပါတ်10နဲ့ဆက်စပ်နေတဲ့ထိုင်းနိုင်ငံသား3ဦးအပါအဝင် စုစုပေါင်း4ဦးကိုဖမ်းရမ်းထုတ်လိုက်ကြောင်း ABR 19ရက်နေ့တုန်းကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဝင်ကြီးဌာနလက်အောက်ခံအထူးစုံစမ်းရေးဌာနကရန်ထုတ်ထားသူ၄ယောက်ထဲကမှတရုတ်ကိုယ်စားလှယ်အမှုဆောင်တဦးကိုဖမ်းဆီးခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဖမ်းခံရသူဟာ China Railway နံပါတ်10ရဲ့အမှုဆောင်ကြမ်းကြံလင်ဖြစ်တယ်လို့တရားရေးဝင်ကြီးဌာနလက်အောက်ခံအထူးစုံစမ်းရေးဌာန DSM ရရှိတွေကဆိုပါတယ်။ဂျမ်ကိုဘန်ကောက်ရဲ့ချာချာတာဖီဆက်အေရီးယားမှာရှိတဲ့ဟိုတယ်တစ်ခုမှာဖမ်းမိခဲ့တယ်လို့သိရှိရပါတယ်။ China Weiwei နံပါတ်10ကုမ္ပဏီဟာပြိုကျခဲ့တဲ့တရားစီရင်အဆောက်အုံတည်ဆောက်ရေးအတွက်အီတလီယန်ထိုင်းကုမ္ပဏီနဲ့မိတ်ဖက်အဖြစ်ပူးပေါင်းထားတာပဲဖြစ်ပါတယ်။အဲဒီကုမ္ပဏီမှာကျန်းကရှယ်ယာ၄၉ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီးထိုင်းနိုင်ငံသား၃ဦးကတော့စုစုပေါင်းရှယ်ယာ၅၁ရာခိုင်နှုန်းကိုခဲဝေချုပ်ကိုင်းထားတယ်လို့သိရှိရပါတယ်။ Rand Token ထားရတဲ့ထိုင်းနိုင်ငံသား၃ယောက်ကတော့ Manet Sazi Anand ပရာချုပ်စီရီခက်နဲ့ဆိုဖောင်မီချိုင်းတို့ပဲဖြစ်ပါတယ်။ဒါပေမဲ့စုံစမ်းမှုတွေအရ အဲ့ဒီထိုင်းနိုင်ငံသားတွေဟာအခြားနိုင်ငံသားတွေစာရှယ်ယာတွေကိုထိန်းချုပ်ပေးထားတယ်ဆိုတဲ့အထောက်အထားတွေကိုတွေ့ရှိရကြောင်းလည်းဝန်ကြီးတာဝီကပြောကြားခဲ့ပါတယ်။သူတို့ကိုထိုင်းအနာပိုင်းတွေကဖြန့်ကျက်ရှာဝေနေတယ်လို့လည်းထက်ဆင်ပြောကြားခဲ့ပါသေးတယ်။ထိုင်းမှာတော့နိုင်ငံသားစီးပွားရေးအဥပဒေအရနိုင်ငံသားတွေဟာထိုင်းကုမ္ပဏီတစ်ခုရဲ့ရှယ်ယာ၄၀ကိုရာခိုင်နှုန်းထက်ပိုပြီးပိုင်ဆိုင်ခွင့်မရှိရဘူးလို့ပြဋ္ဌာန်းထားတာတွေလည်းရှိပါတယ်။တာဝီကအဆောင်အုံပြောကြားမှုနဲ့ဆက်စပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုအေဂျင်စီချုပ်ဟာ ွဲပြားတဲ့ရှုထောင့်တွေကနေအသီးသီးဆက်လက်လှုပ်ဆောင်နေကြပြီးအဲ့ဒီထဲမှာဆောက်လုပ်ရေးကြီးကြပ်မှုစာချုပ်တွေထဲမှာလက်မှတ်ထုတွေရေးထိုးထားတာအချက်လက်အမှားတွေထည့်သွင်းထားတာမျိုးဖြစ်နိုင်ခြေတွေကိုပါစုံစမ်းနေတယ်လို့သိရှိရပါတယ်။ဒါ့အပြင်ဆောက်လုပ်ရေးလုပ်ငန်းအတွက်တံမဏိတွေကိုယ်စားလှယ်ယူတင်သွင်းတဲ့ကုမ္ပဏီတွေကိုပါစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့လည်းသူကဆိုပါတယ်။အေဗီလာဇန်းတို့ကထိုင်းရဲ့လုံခြုံရေးအရာရှိတွေကပြိုကျအဆောက်အအုံပြည့်စည်ပုံတွေက တမ်မရီနမူနာတွေကိုစစ်ဆေးဆန်းသက်ခဲ့ပြီးအချို့တမ်မရီကျောင်းတွေဟာတမ်မတ်စံချိန်စံတုံးနဲ့မကိုက်ညီမှုမရှိဘဲအရေးသေးပန်းအားနည်းနေကြောင်းထုတ်ဖော်တွေ့ရှိထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။